Telegram ရဲ့ setting လေးတွေနေပေါ့နော်ပတ်သက်ပြီးတော့ဟို sharing လုပ်ပေးဖို့ကျွန်တော် Google ဘက်ကိုပြန်လွှဲပါတယ်ဒီ Telegram slow move on လေးတွေအေးတခြားတခြားသော setting လေးတွေမှာဟိုမတိလို့ဟိုနားလည်မလွှဲနေရလေးရှိပေါ့နော်ခုနရှိမှာအဲဘုံလေကြာတယ်လို့ပဲအားလုံးက Telegram ကိုခုမှရှင်းနေပြီးတော့တုံးကြတာလေးဖြစ်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်း Telegram မှာဟိုဒါကြီးမကြောက်ပေါ့နော်ဘယ်လိုမျိုးလေးဖြစ်တဲ့အတွက် Telegram နဲ့ပတ်သက်တဲ့ setting လေးတွေတည်တည်တိုက်တိုက်တဲ့အဲပေါ်တရားလေးတွေကိုရှင်းပြပေးဖို့ကျွန်တော် Google ကိုဖိတ်ခေါ်ပါတယ် โอเคပါကုမေကကျေးဇူးပါအခုလိုမျိုး rules and regulation တွေကိုတေချာပြပြဆုံးဆုံးရှင်းပြပေးထားတဲ့အတွက်ပေါ့နော်ဆိုတော့အမ်ဒါကုမေကလည်းရှင်းမှာပြောပြီးသွားပြီဒီ rules and regulation တွေက STB ဘက်ကဆက်မှတ်ပေးထားတဲ့စီမင်းစီရန်တွေဖြစ်ပါတယ်အကျွန်တော် moderator တွေဆိုတာကဒီ community ထဲမှာအေးကြမ်းကြမ်းဖြစ်ဖို့ပြီးရင် community ထဲကအကူအညီလိုအပ်တဲ့သူတွေကို STB နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကူညီပေးဖို့ကျွန်တော် ိုင်ဝင်ပြီးတော့ကုညင်အဖြစ်ပေးနေကြတာဖြစ်ပါတယ်။အာကျွန်တော်နားလည်ရဒီ community ထဲမှာရှိနေကြတဲ့ညီကိုမောင်နှမတွေကဒါတော်လည်းကလာနောက်ပိုင်းမှသာလဲ Telegram ကိုအများစုအသုံးပြခဲ့ကြတယ်ပေါ့နော်ဆိုတော့ဒါတော်လည်းကလာနောက်ပိုင်းလို့ပြောရဲအဲပြောရတာပေါ့နော် STB နဲ့ကြာမှ Telegram ဆက်ပြီးတော့သုံးမှုကြတယ်ဆိုတော့သူတွေလည်းအများစုရှိကြမယ်ထင်ပါတယ်တကယ်တော့ Telegram မှာရှိရဲ့ setting လေးတွေ PPSN Telegram မှာရှိတဲ့ feature လေးတွေကိုဒါနားလည်မှုလွှဲနေကြတာလေးတွေရှိကြတယ်ပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒီနေ့အအနေချင်းလေးရောက်ဝေးပေးနေတာဖြစ်ပါတယ်။အာဘာကြောင့်လဲဆိုတော့ဟိုကျွန်တော်တို့ဒါ STB စပြီးဆိုကလေးကတိုင်ပေါ့နော်။ကျွန်တော်တို့ကိုနိုင်ရတာဝင်ဝင်ထမ်းနေကြတယ်ဝင်ကူနေကြတယ်။ဒီလက်ရှိအချိန်မှာ community ထဲမှာရှိနေတဲ့ member ဝင်တွေအခု active ဖြစ်နေတဲ့ member ဝင်တွေက SKB အစရုံးကပါဝင်ခဲ့တဲ့သူတွေရှိတယ်လို့အော်နောက်မှဝင်လာပြီးတော့အခုလက်ရှိ SKB မှာ active ဖြစ်နေတဲ့သူတွေလည်းရှိနိုင်နေပါတော့။စခဲ့ကဒီ community ကို join ခဲ့တဲ့သူတွေဆိုရင်ကျွန်တော် moderator တွေဘယ်လိုမျိုးကိုညီခဲ့ကြသလဲ။အဲဘယ်လိုတွေအရေးယူလေးရှိလဲ၊အရှင်ယူလေးရှိလဲဆိုတာတွေကိုတော်တော်များများကတည်ပြီးသားတွေများတယ်ပေါ့နော်။အဲကျွန်တော်တို့အခုအချိန်မှာအဲ active ဖြစ်တယ်ဆိုတာက community စတော့က active ဖြစ်တာ ਨੇ ရှင်ဟိုနည်းနည်းသွားတဲ့အပိုင်းမှာရှိတယ်ဗောနော် community စတော့ကဆိုရင် STP နဲ့ပတ်သက်လို့အကောင့်ကအသေးအဆန်းဖြစ်နေတဲ့အတွက် account ဘယ်လိုဖွင့်ရမလဲဆိုတာကအစငွေဘယ်လိုမျိုးလွှဲရမလဲဒါတွေအ public အားလုံးအသိထားပြီးသား general information တွေကိုလာပြီးတော့မေးကြတာဒီနေ့နဲ့ဒီနေ့မနေဘူးဗောနော်တော်တော်များတယ်အဲတော့ကဆိုရင်ဒီ VPN ကိစ္စတွေနဲ့ 404 error တက်တာတွေရှိတယ်ဒီလိုပြဿနာတွေဘယ်လိုမျိုးကြော်ရမလဲဆိုတာတွေကိုလည်းကျွန်တော်တို့ဒါအကုန်လုံးဝိုင်းဝန်းပြီးတော့ကုညီဖြေရှင်းပေးခဲ့ကြတယ်အဲ့တော့နောက်ပိုင်းမှာကျွန်တော်တို့ ਨੇ အတူတူအဲ့ဒီအချိန်တုန်းကကုညီပေးခဲ့တဲ့ member ဝင်တွေဆိုရင်တော်ယုံ community member ဝင်အသက်တယောက်ကမေးလိုက်တဲ့မေးခွန်းတွေဆိုရင်ပြန်ပြီးတော့ဖြေနိုင်တဲ့သူတွေအများကြီးရှိနေပြီဖြစ်ပါတယ်အဲ့ဒီအတွက်အခုအချိန်မှာဆိုရင်ဒါ community က community တွေက member ဝင်တွေအချင်းချင်းပြန်ပြီးတော့ အဲထိန်ပြောင်းသွားတဲ့အခြေအကိုရောက်နေကြပြီပေါ့နော်။ရောက်နေကြပြီဖြစ်တဲ့အတွက်မိကုန်းတစ်ခုမေးလိုက်တယ်ဆိုရင်အာမမအချင်းချင်းကူပြီးတော့ဖြည့်ပေးသွားတာနဲ့ကျွန်တော်တို့ moderator တွေဝင်ပြီးတော့ကူဖြည့်စီရတောင်မလိုလောက်တဲ့အထိ community ကအားကောင်းတဲ့ community တစ်ခုဖြစ်နေကြပါတယ်။အဲ့တော့ကျွန်တော်တို့ဒီပဲချိန်မှာအဲဝင်ပြီးတော့ moderate လုပ်ကြရတာများလေဆိုရင်ကျွန်တော် moderate လုပ်ရတဲ့အပိုင်းတွေက community ရင်းမှာပေါ့နော်အာတခုခု ပြဿနာဖြစ်တဲ့ဖြစ်သွားပြီးအဲတယောက်နဲ့တယောက်အငင်းကုန်ဖြစ်နေကြပြီဆိုတဲ့အခြေမျိုးတွေမှာကျွန်တော်တို့အရှင်ဝင်ယူရတဲ့အခါမျိုးတွေရှိနိုင်တယ်ပေါ့နော်အဲ့လိုအခါမျိုးမှာကျွန်တော်ပေါ်လာတယ်ပေါ့အဲ့တော့ community တွေက member ဝင်နေကဘလို့ထင်ကြသလဲဆိုကျွန်တော်တို့ကပွဲတစ်ခုခုဖြစ်မှ ရောက်လာကြတယ်ပေါ့နော်အာပြီးပြီဆိုရင်အာဘန်းနာမြူရာပဲလောက်တက်တယ်အဲ့ဒီလိုမျိုးတွေ ထင်ကြတာရှိပါတယ်အဲဒါလည်းကျွန်တော်နားလဲတယ်အဲဘာကြောင့်ဒီလိုထင်ရတယ်လဲဆိုတော့ကိုယ်လည်းကျွန်တော်သိတယ်ပေါ့နော်ကျွန်တော်တို့တခုခုအဲဒီ community ထဲမှာဖြစ်နေကြပြီဆိုရင်ကျွန်တော်တို့ admin တွေကိုယ်တိုင် active ဖြစ်နေတဲ့အချိန်မှာဖြစ်သွားလို့ကျွန်တော်တို့ဝင်ပြီးတော့ action ယူရတဲ့အချိန်မှာပဲ member တွေကမြင်ရတာပေါ့နော်အဲ့ဒီလို action ယူရတဲ့အခါမျိုးမှာဒီ admin တွေရှိတယ်ဆိုတာကိုအားလုံးကသိကြတာဖြစ်ပါတယ် ပုံမှန်အချိန်မှာဆိုရင်ကျွန်တော်စကားမပြောဒီတိုင်းပဲချက်ထဲမှာပြောနေရတွေကိုဖတ်နေရဖြည့်တဲ့သူရှိတယ်ဆိုရင်ဖြည့်သွားတယ်ဖြည့်တဲ့သူမရှိရင်ကျွန်တော်ကူပြီးတော့အဖြစ်ပြီးဒီလိုပုံစံမျိုးနဲ့ပဲတွားနေကြရပါတော့နော်တကယ်ဖြစ်ပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ရှင်းနေသည်ဖြစ်စေမရှိနေသည်ဖြစ်စေ community တဲက member ဝင်တွေကကျွန်တော်တို့ရဲ့ username ကိုသုံးပြီးတော့ mention ခေါ်ပါတယ်အဲ dash လောက်တယ်ပေါ့နော်အဲဥပမာကျွန်တော်ရဲ့ username ဆိုရင် KOL 2212ဆိုရင်2212ရဲ့ရှင်းမှာ at လေးထည့်ပြီးတော့ကျွန်တော်တို့ခေါ်လိုက်တယ်ဆိုရင်ကျွန်တော်စီမှာ note တက်တယ်ပေါ့နော် note တက်ပြီဆိုရင်အာဒီမှာလာထိမအောင်ဘာဖြစ်နေပြီညာဖြစ်နေပြီဆိုပြီးတော့တယောက်ကခေါ်လိုက်တယ်ဆိုရင်ကျွန်တော်ရောက်လာတယ်ဒါပေမဲ့ကျွန်တော်ရောက်လာတဲ့အချိန်မျိုးမှာတယောက်ခေါ်လိုက်တယ်ဆိုတာကိုသိတဲ့သူတွေရှိတယ်လို့မသိတဲ့သူတွေလည်းရှိတယ်ပေါ့နော်အာအဲ့တော့ကျွန်တော်တို့ message ခေါ်ပြီးဆိုရင်ကျွန်တော်လာပြီးတော့မဖြစ်မနေကြည့်ရတဲ့အပိုင်းရှင်ပါတယ်ပြီးတော့ Telegram ရဲ့ user name ဆိုတာက ကျွန်တော်တို့ unique ဖြစ်တဲ့ identity ပေါ့နော်ပြောရရင်တယောက်နဲ့တယောက်ပုံစံတစ်ထက်ချင်းတူအောင်ကူးချလို့မရအခုကျွန်တော်ရဲ့ username KOL2212 ဆိုရင်ကျွန်တော်ရဲ့ username ပုံစံမျိုးတခြားတယောက်က KOL2212 ကိုရှူလို့မရပါဘူးမယုံရင်ကိုယ်တိုင်သွားပြီးတော့ username မှာအဲကျွန်တော် username ထည့်ကြည့်ပါတော့ဒီ username ကယူပြီးသားဆိုတဲ့ပုံစံမျိုးပဲပြနေမှာဖြစ်ပါတယ်အဲ့ဒီလိုအဲဒါကဂျာပြတ်အနေနဲ့ username နဲ့ပတ်သက်လို့ အမြောက်ပေးတာပါအဲ့ဒီလိုကျွန်တော်တို့ရဲ့ user name ကိုတုံးပြီးတော့ mention ခေါ်လိုက်ပြီးဆိုရင်ရှိနေတဲ့ကျွန်တော် moderator တွေပေါ့နော်ဒီဘက်မှာ moderator တွေကလာရောက်ပြီးတော့အာ action ယူရတာမျိုးရှိတယ်တခါလေးမှာအာဘယ်သူမှန်တယ်မားတယ်ကိုကျွန်တော်ပြောတာမဟုတ်ပေါ့နော်အာထားပါတော့မောင်မောင်နဲ့ကြော်ကြော်နဲ့ကြက်တနာဖြစ်နေကြပြီအာမောင်မောင်နဲ့ကြော်ကြော်နဲ့ကြက်တနာဖြစ်နေကြတဲ့အခါမျိုးမှာအာဘယ်သူမှန်တယ်မားတယ်ဆိုတာတဲ့နှစ်ဖက်လုံးကကြက်တနာဖြစ်ပြီဆိုတဲ့အချိန်မျိုးမှာ ငါမှန်တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ငါဇွဲတွေနဲ့ကျွန်တော်တို့ဖြည့်ရှင်းကြတာတွေများတယ်ပေါ့နော်ဖြည့်ရှင်းကြတဲ့အချိန်မျိုးတွေမှာဟိုတိလို့ပဲဖြစ်စီမတိလို့ပဲဖြစ်စီဒီ community ထဲမှာရှိတဲ့ rules တွေကိုစုပေါင်းမိသွားတဲ့မျိုးတွေဖြစ်နိုင်တယ်ဥပမာအဲမဆင်ရဘူးလို့ကျွန်တော်တို့ဒီ rules ထဲမှာပါတယ်ဆိုရင်ဆယ်လိုက်မိတာမျိုးနှစ်ဖက်လုံးကတယောက်ကဆယ်တယ်ဆိုရင်နောက်တစ်ယောက်ကလည်းပြန်ဆယ်တယ်သူရင်ဆယ်လို့ငါလည်းဆယ်တယ်ဆိုတဲ့ပုံစံမျိုးတွေအပြန်အလှန်ဆင်းနေကြပြီဆိုရင်ကျွန်တော်တို့က တစ်ဖက်တည်းကိုအရှင်ရှုလို့မရပါဘူး။တစ်ဖက်လုံးကိုအရှင်ရှုပေးရတယ်ပေါ့နော်။ဟောဒါကရှေ့မှာဖြစ်တာရဲ့ပြဿနာမှန်တည်မှားတည်တဲ့အဲကျွန်တော်တို့နှစ်ဖက်လုံးကမှအပြန်အလှန်ဆင်းနေကြပြီဆိုတော့သိကြတယ်ကျွန်တော်တို့အဲဒီ community ထဲမှာကဒီနှစ်ယောက်တည်းတင်ပြဿနာဖြစ်ဖို့ဖွင့်ထားတဲ့ community မဟုတ်ဘူးလေနော်။ community member ဝင်တာ2000 9500နေပါရှိနေပြီဖြစ်ပါတယ်။ဒီ2000ကျက်တခြားသော2000ကျော်သောသူတွေအနောက်ရှက်မဖြစ်စေဖို့အတွက်ကျွန်တော်တို့နှစ်ယောက်လုံးကိုအရှင်ယူလိုက်ရတဲ့အခြေအနေမျိုးတွေလည်း ဖြစ်နိုင်ပါတယ်အဲ့တော့တခါလေးမှဆိုရင်မောင်မောင်နဲ့ကြွကြော်နဲ့ပြဿနာဖြစ်နေတဲ့အချိန်မှာအဖွဲတွေကကွဲသွားကြပြီပေါ့နော်မောင်မောင်ဘက်ကပါတဲ့လူကတအုပ်စုအဲကြွကြော်ဘက်ကပါတဲ့လူကတအုပ်စုအဲ့တော့နှစ်ယောက်တည်းဖြစ်နေတာကနေပုတ်စုတွေနဲ့ပြန်ပြောကြတဲ့အချိန်မှာဒီ community ရဲ့မှာ message တွေအများကြီးတက်လာပါတယ်ဒီ message တွေကိုကျောင်းတကယ် community အတွက်လိုအပ်တဲ့ message မဟုတ်ဘဲနဲ့ဒီအချင်းချင်းခိုင်ရန်ဖြစ်ပေါ်ဖို့ညှင်းပွားနေတဲ့ message တွေများလာတဲ့အခါမျိုးတွေမှာကျွန်တော်တွေက community ကို slow mode on line ရပါတယ် slow mo on line ဆိုတာကမြည်သူတူတူယောက်ကိုမှဘန်းတာမဟုတ်ပါဘူးအာကျွန်တော်တို့ဘာနဲ့လာတန်တူလဲဆိုတော့အာစာတစောင်းပို့ဖို့အချက်ချင်းပို့လို့ရတဲ့အနေအထားကနေစာတစောင်းပို့ဖို့အတွက်10မိနစ် slow mo on line တဲ့ဆိုရင်10မိနစ်စောင့်ရမှာဖြစ်ပါတယ်ကိုကဘာပဲပြောသည်ဖြစ်စီဖြစ်စီ10မိနစ်တေချာပေါ့စောင့်ရမှာဖြစ်ပါတယ်အိုင်းတစ်လုံးနဲ့စာဝင်ကြီးလဲအဲ့ဒီလိုက10မိနစ်စောင့်ရမှာပါအဲဒါကမမောင်ဘက်ကလူအုပ်စုဖြစ်လို့ ဖန်ထားတာမျိုးကြကြောဘက်ကလူအုပ်စုဖြစ်လို့ဖန်လိုက်တာမျိုးမဟုတ်ဘူး community ထဲမှာရှိနေတဲ့ member ဝင်တွေအားလုံးအတွက်အဲကျွန်တော်တို့ဒီ2000ကျော်ရှိရင်2000သုံး number တွေက message တစ်စောင်4လိုင်းမှာ10မိနစ်ဆောင်ရမှာဖြစ်ပါတယ် admin တွေကလွယ်လို့ပေါ့နော် admin touch ပါတဲ့သူတွေ moderator touch ပါတဲ့သူတွေကတော့ဒါစကားပြောလို့ရတယ်ဥပမာ i'm touch ပါတဲ့သူတွေဆိုရင်စကားပြောလို့ရှားနေနိုင်ပြီမဲ့ tamer member တွေအနေနဲ့စကားပြောတဲ့အခါမျိုးမှာ စာတချောင်းပို့တိုင်း10မိနစ်စောင့်အောင်ဖြစ်ပါတယ်အဲ့တော့ဘာထက်ဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ကအာ slow mo online ပြီပေါ့နော်ကျွန်တော်တို့ slow mo online တယ်ဆိုတာကိုနားလည်တဲ့သူတွေရှိတယ်လို့အခုမှ telegram စာသုံးဖို့ရတဲ့သူတွေဆိုရင်နားမလည်စားတာရှိတယ်အဲ့တော့မောင်မောင်ဘက်ကပါတဲ့အုပ်စုကစကားတွေပြောပြီးအချိန်မှာသူတို့10မိနစ် slow mo မိသွားပြီပေါ့နော်မိသွားတဲ့အချိန်မျိုးမှာဟာဘာလို့ကမောင်မောင်မှန်လို့မောင်မောင်ဘက်ကနေပြောပေးနေတာဘာလို့ငါတို့ကို slow mo slow mo လို့မသိဘူးပေါ့နော်ဘန်းနေလို့ပြောငါတို့ဘန်းရတာလေငါတို့စာရိုက်မရအောင်ဘန်းရတာလေ အဲ့လိုလာတယ်လို့ကြွကြောဘက်ကအုပ်စုကလည်းပါလာတယ်လဲဆိုတော့ငါတို့ကကြွကြောမှတ်တဲ့ဘက်ကနေထောက်ခံပြီးတော့အားပေးပြောနေတာဘာလို့ငါတို့ကိုတန်းရတာလဲတစ်ဖက်လုံးကကျွန်တော်တို့ကိုဘာလို့တန်းရတာလဲဆိုတော့မိကုန်နေတက်လာတယ်အဲ့ချိန်မှာဘလူမျိုးတွေဖြစ်လာလဲဆိုတော့အရရမင်းတို့10မိနစ်ပန်းငါတို့ကနောက်တစ်ကောင်းနဲ့လာပဲအဲ့မှာနောက်ထပ်အကောင်းနေအဲ Telegram အကောင့်ခွဲနေတယ်ပေါ့နော်လင်အားဆက်ကောင်းနေရောက်လာကြတယ်စာရီပို့ရင်ဟိုကျွန်တော်တို့ရှင်းပြတယ်ဒါက slow mo on ထားတယ်ဘယ်သူ့ကိုမှအမှန်တော့မဟုတ်ဘူး ာလက်ရှိ community ထဲမှာအငင်းပွားစရာတွေဖြစ်နေကြတာဖြစ်တဲ့အတွက် slow mo on ရတယ်ပေါ့နော်ဒီလိုမျိုး action ပြုတဲ့အချိန်မျိုးမှာအလုံးနာရအောင်ကျွန်တော်တို့ရှင်းပြသိတာရောအကုန်လုံးကဒီပြဿနာတစ်ခုပေါ်မှာတေချာပစံသားရတော့ဘယ်နဲ့စိတ်ခံစားချက်တွေနောက်ကိုလိုက်ပြီးတော့ငင်းခုန်ဖြစ်နေကြတဲ့အချိန်မျိုးတွေမှာဒီအရာကိုမတွေးနိုင်တော့ဘူးအဲ Telegram ရဲ့ function တွေပါရင်မသိခြင်းဘူး အဲဒီလိုမျိုးပေါ့နော်ကျွန်တော် DM တွေမှာလာပြီးတော့ပြဿနာရှာကြတာမျိုးတွေရှိတယ် DM တွေမှာလာပြီးတော့ရန်တွေးသွားကြတာတွေရှိတယ်အဲတချို့ moderator တွေဆိုရင်အစဲခံရတာတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့ကနားလေ့စီချင်တာက slow mo online တွေဆိုတာကဘယ်သူတူတယောက်ကမှကျွန်တော်တို့ဘန်းတာမဟုတ်ပါဘူးဒီ community ရဲ့မှာ join ထားတဲ့သူတွေ number တွေအားလုံးအပေါ်မှာဒီအကျိုးသက်ရောက်မှုကရှိတာဖြစ်ပါတယ် ဆိုတော့ပြဿနာရဲ့အစအကိုပြန်ကြည့်ခဲ့မယ်ဆိုရင်မောင်မောင်မှန်သည့်ဖြစ်စေချေချောင်းမှန်သည့်ဖြစ်စေနှုတ်နှစ်ဖက်လုံးကစစ်ဆူနေကြပြီဆိုရင်ကျွန်တော်နှစ်ဖက်လုံးကို action ယူရတယ်နှစ်ဖက်လုံးနှစ်ယောက်တည်းမဟုတ်တော့ဘဲနဲ့ပေါ့နော်မောင်မောင်နဲ့ချေချောင်းတည်းမကတော့ဘဲနဲ့ community ထဲကနေပြီးတော့မောင်မောင်အုပ်စုချေချောင်းအုပ်စုဆိုပြီးတော့ क्वे လာကြပြီဆိုရင်ကျွန်တော် community တစ်ခုလုံးအပေါ်မှာ action ယူလိုက်ရတဲ့အပိုင်းရှိပါတယ်အော်ဒါလေးတွေကိုတော့ နားလေပေးစီခြင်းနေပေါ့เนาะဒါကကျွန်တော်တို့ခွဲခြားပြီးတော့လှုပ်ထားတာလည်းမဟုတ်တလို့ Telegram ကနေပြီးတော့ပါတဲ့ feature တွေဖြစ်ပါတယ်ဟော Telegram နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဟောနောက်ဆက်ဆက်ပြီးတော့ညှောက်ဝင်ကြရရရှင်လဲညှောက်ဝင်ပြီးမယ်ပြီးတော့ moderator တွေအာ action user နဲ့ပတ်သက်လို့တစုံတစ်ခုမကျင်တတ်တာမျိုးတွေရှိခဲ့တယ်ဆိုရင်လည်း STB ရဲ့ live chat ကိုဖြစ်စေ STB ရဲ့ဒီကျွန်တော်တို့ messenger ဝေးဖြစ်စေတိုင်းရောက်ပြီးတော့ အာဒါ report တင်လို့ရပါတယ်ကျွန်တော် moderator များဒီလဲအလုံးဒီ community တစ်ခုလုံးအဆင်ပြေဖို့အတွက်ဟိုဝိုင်းဝန်းကူညီပေးနေကြတဲ့သူတွေဖြစ်ပါတယ်ဒီအတွက်ဝိုင်းဝန်းကူညီပေးနေကြတဲ့သူအချင်းချင်းပေါ့နော်ကျွန်တော်ဒါ CC လုံးလုံးနဲ့ဆက်သွားကြရမယ်လို့ကျွန်တော်တော့မြင်နေတယ်ဟို moderator တွေအာမင်းတို့ moderator မလို့ငါတို့ကိုအာနာပြရလားဆိုတဲ့ပုံစံမျိုးတွေကျွန်တော်အာနာပြခြင်း မရှိခဲ့ပါဘူး။ဘယ်သူတိုးတယောက်ကမှကျွန်တော်အားနာမပြရတယ်လို့ STP ဘက်ကချမှတ်ထားတဲ့ Rules and Regulation တွေအရာကျွန်တော်တို့ action ယူရတဲ့အပိုင်းတွေကိုပဲဆောင်ရွက်ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီ Rules and Regulation တွေနဲ့ပတ်သက်လို့မကျင်းတတ်တာပဲဖြစ်စေ moderator တွေပြောလိုက်တဲ့စကားတွေကကိုယ့်အတွက်အဆင်မပြေဘူးလို့ခံစားရတယ်ဆိုရင် screenshot နဲ့တကွ STP ကို reporting မှာ or reporting လို့ကျွန်တော်တို့စိတ်မဆိုးဘူးပေါ့နော်အဲကျွန်တော်တို့ကိုယ်တိုင်ဒီကဒီ community ပို့ပြီးတော့ အကောင်းမွန်တဲ့ community တစ်ခုဖြစ်ဖို့အဝိုင်းဝန်းကြိုးစားကြမယ်ဆိုတဲ့ပုံစံနဲ့အဖြေခဲ့ကြတဲ့သူတွေဖြစ်ပါတယ်ဒီအတွက်ဟိုကျွန်တော် moderator တွေဘက်ကလွန်လာရှိရင်လည်းစိတ်မဆိုးပါဘူးလာပြီးတော့ပြောပါဘယ် moderator ကတော့ဘယ်လိုဖြစ်တယ်ဘယ် moderator ကတော့ဘယ်လိုစကားပြောတယ်အဆင်မပြေဘူးပေါ့နော်ဒီလိုမျိုးတွေလာပြီးတော့ screen shot တွေနဲ့တကွာသက်ဆိုင်ရာ STV လူချင်းများစီကိုပြောဖို့တင်ပါလို့ပြောပါတယ်ဟုတ်ကဲ့ အာဒါဆိုရင်တော့ Telegram ရဲ့ slow mode နဲ့ပတ်သက်လို့လည်းအော်နားလည်သွားကြမလို့ထင်ပါတယ်ဒီ slow mode ကိစ္စလေးကအော်တော်ရုံ Telegram ခုမှစသုံးနေသူတွေဆိုရင်နားမလည်ကြတာများတယ်ပေါ့နော်ဒါကြောင့်မလို့အာတကောင်းမဟုတ်ဘူး community ရဲ့မှာရှိနေတယ်1900တော့ member တွေအကုန်လုံးက slow mo ဖွင့်လိုက်ပြီးဆိုတာနဲ့ message တစ်ဆောင်ပို့တိုင်းမှာအဲဖွင့်လိုက်တဲ့ slow mo minute အပေါ်မူတည်ပြီးတော့အကျိုးသက်ရောက်မှုရှိသွားမှာဖြစ်ပါတယ်။ကိုဘယ်နှကောင်ဖွင့်ဖွင့်ပေါ့နော်ဒီ community ရဲ့မှာချိန်ပြီးတော့စကားပြောပြီးဆိုကြတဲ့အတိုင်းဒီ effort ကသက်ရောက်မှာဖြစ်ပါတယ်။ဒါကအဲနှလုံးနှစ်ဖက်ငင်းခုန်နေကြတဲ့အခါမျိုးတွေ community ထဲမှာကျွန်တော်တို့ဒီ STP နဲ့ပတ်သက်လို့တခြားအကူအညီလိုတဲ့သူတွေအများကြီးရှိနိုင်တယ်နော်။အဲဒီဖြစ်တဲ့အုပ်စုတွေအပြင်တခြားအကူအညီလိုတဲ့သူတွေလည်းအများဆုံးရှိနိုင်တယ်။အဲ ဒီလူတွေအနောက်ရှာမှာပြန်ကျွန်တော်တို့ခဏအေးတော့အောင်လို့ slow mo ကိုအွန်လိုင်းရတာမျိုးဖြစ်ပါတယ်အဲဒီကနေမှကျွန်တော်တို့ slow mo owner ကိုမှလုံးဝထိမ့်မရတော့ဘူးဆိုရင်ကျွန်တော်မှဒီ community ကိုခိတ္တပိတ်ချလိုက်ရတာမျိုးရင်းရှိတယ်ပေါ့နော်ဒါအခုစိတ်တစ်ခေါက်ဖြစ်သွားတာဆိုရင်ဒီလိုမျိုး community ကိုလုံးဝပိတ်ချလိုက်ရတဲ့အနေအထားမျိုးတွေဖြစ်သွားခဲ့ဒါ community စခဲ့တဲ့တောက်လျှောက်တသက်မှာပထမဦးဆုံးပိတ်လိုက်ရတဲ့အချင်းဖြစ်ပါတယ် ဒီအတွက်တကယ်အကူအညီလိုတဲ့သူတွေလည်းအော်များစွာအခက်အခဲဖြစ်ကြမယ်လို့ကျွန်တော်ထင်တယ်အဲကဲပြီးဒီ Telegram community မှာအကူအညီတောင်းလို့မရဘူးဆိုရင်တော့ STB ရဲ့တခြားအကူအညီတောင်းလို့ရတဲ့နေရာတွေရှိပါသေးတယ်။ live chat တို့ပြီးရင် messenger တို့အစရှိတဲ့နေရာတွေကိုသွားပြီးတော့ဒါအကူအညီတောင်းလို့ရပါတယ်။ဟုတ်ကဲ့ပါကွန်မန်ကွန်ကျွန်တော်မျှဝေပေးခြင်းနဲ့အကြောင်းကတော့ club ပါပဲပြောဝင်ရတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်။အာကျွန်တော်တို့အခုဒီ community ကိုဒီ community call ပြီးလို့ချင်းနေ Telegram community ကိုပြန်ပြီးတော့ကျွန်တော်တို့အရင်တိုင်းပုံမှန်ဝန်ဆောင်မှုတွေပေးဖို့လဲပတ်ပါမယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ဟိုအစ်စ်ပြန်လဲပြန်ပြီးတဲ့ community မှာကျွန်တော်တို့ဒီဒီ topic လေးတွေကျွန်တော်တို့ဟိုခွဲတဲ့ tag play တွေကျွန်တော်တို့တိုးလာတယ်ပေါ့နော်အခုလက်ရှိမှာကျတော့ကျွန်တော်တို့ general တစ်ခုထားပြီးတော့ကျွန်တော်တို့ အလုံးထင်မှာပြောနေကြတာပေါ့နော်။ကျွန်တော်တို့ဘက်ကတခုခုကြီးညာခြင်းနဲ့ဒီဆောင်ကိုဝင်ကြီးညာတယ်။ဒါမျိုးလေးတွေနဲ့ကျွန်တော်တို့ပြနေပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီ topic လေးတွေခွဲထားဖို့ကျွန်တော်တို့တိုင်နေဖြစ်တယ်။အဲ့ဒါပြောလဲဆိုတော့ကျွန်တော်တို့အခုကျွန်တော်တို့အစ်စ်ခွဲမဲ့ဒီ community မှာอืมကျွန်တော်တို့ဒီ announcement ဆိုရဲဒီ topic လေးတခုကျွန်တော်တို့ထပ်ပြီးတော့တိုးပါပဲ။အဲ့ဒီ announcement မှာကျွန်တော်တို့ဟိုဒီ moderator တွေ admin တွေပဲဒီ support လို့ရမယ်ပေါ့နော်။ channel လူတွေအားလုံးက အာ view only ပဲအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အဲ့ဒီ SDB ဘက်ကကြီးညာမဲ့အချက်နဲ့ဒီကိစ္စတွေမှာကျွန်တော်တို့အားလုံးလိုတကူနဲ့ဟို message တွေအများကြီးပြန်ပြီးတော့ဆွဲဖြဲနေပြီးတော့ share ပြရမလို့ပဲနဲ့ဒီလိုတကူကြည့်လို့ရမယ့်ကြီးညာချက်တွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ဒီလိုတကူနဲ့အဲရှင်းရှင်းလင်းလင်းမြင်လို့ရအောင်လို့အတွက်အဲဒီ tab ပြေပေါ့နော်တကူကျွန်တော်တို့ tab ပြီးတော့ပြန်ကောင်းမယ်အဲ့မှာကျွန်တော်တို့ SDB ဘက်ကအာကြီးညာမဲ့အချက်နဲ့တွေကိုကျွန်တော်တို့ဟို announcement တင်မှာရှိမယ်ပေါ့နော်အဲ့ဒါတကူပေါ့နော်နောက်ထပ်တကူကကျွန်တော်တို့ ခုနဟိုအရှိမပြောခဲ့တယ်လို့ပဲ STP နဲ့အမေဖက်အဖွဲ့အစည်းတွေရှိတယ်ပေါ့နော်အာຫນွေဥချီရှိမယ် STP ကိုဆောင်မှုပေးနေတဲ့အားမျိုးရှိမယ်အဲဗမျိုးကိစ္စတွေမှာဝန်ဆောင်မှုပေးနေတဲ့ကျွန်တော်ဒီ volunteer တွေရှိပေါ့နော် RMA ဆိုရင်လည်းတော်လိုင်းစကလေးက fundraiser တွေအဖြစ်ဒီပြီးတော့အပေါ်အေဂျင့် UD agent energy pay agent ဘင်းကုမ္ပဏီ UTSCB အားလုံးကသူတို့ဝန်ဆောင်မှုပေးနေကြတယ်အဲသူတွေဖြစ်တယ်ပေါ့နော်ဒီလိုမျိုး အာမီထဲမှာ Telegram နဲ့ဝန်ဆောင်မှုပေးတဲ့အာမီရှိကြတယ်ပေါ့နော်အဲ့တော့ဒီ Telegram နဲ့ဝန်ဆောင်မှုပေးနေတဲ့အာမီကိုအလွယ်တကူကျွန်တော်တို့ဒီ user တွေပင်နဲ့ကြည့်လို့ရအောင်ကျွန်တော်တို့ဒီ RM list ဆိုပြီးတော့ကျွန်တော်တို့ကြီးညာပေးထားမယ်အဲ့မှာတော့ FTP ကခန့်ထားတဲ့ RM အကုန်လုံးပါချင်မှပါလိမ့်မယ်အဲ့ဘာလို့လဲဆိုတော့ဟိုတချို့ကြတော့ Telegram တွေဝန်ဆောင်မှုမပေးဘူးပေါ့နော် သူတို့က messenger တို့ပေးတယ်တခြား whatsapp တို့ပေးတယ်တခြား channel တွေကပေးတယ်အဲ့လိုမျိုးလူတွေဆိုရင်ကျွန်တော်တို့ကအာဒီမှာမပါတော့ဘူးပေါ့နော် Telegram ကနေ whatsapp မှုပေးတဲ့ army ကတော့ battery တွေမှာကျွန်တော်တို့ဟိုသူတို့ရဲ့ဒီ user name လေးတွေကိုကျွန်တော်တို့ဟို list လုပ်ပေးထားတယ်ပေါ့နော်အဲ့ကြတော့အလွယ်တကူပဲကျွန်တော်တို့ user name နဲ့အဲ့ဒီထဲမှာသွားပြီးတော့ကြည့်ပြီးတော့ဒီ army ကတော့ဒီ user name ဆိုပြီးတော့ဟို ကျွန်တော်တို့ကြည်ပြီးတော့လူလိမ်နေရန်အနေမှာကျွန်တော်တို့ဟိုကောက်ွယ်လို့ခြားနိုင်တယ်ပေါ့နော်အဲ့ဒီဟာအတွက်လည်းဒီလို template လုပ်ပေးထားမယ်အဲထိုနည်းတို့ပဲအာ category ပြီး new tea agent ဆိုလဲ new tea agent ကို telegram ကနေရောင်းပေးနေတဲ့ agent တွေရဲ့ list မျိုးကိုကျွန်တော်တို့ကြည်နာဖို့တဲ့ new tea tab ကိုပြီးရင်အဲ ranger ပေါ့ new tea ranger ဒီ tab တစ်ခုကိုကျွန်တော်တို့အဲ့ဒီ table နဲ့ဒီ van list လေးလုပ်ပြီးတော့ကျွန်တော်တို့ဖွဲထားမယ်ပေါ့နော်ဖွဲထားပြီးတော့အဲ့မှာ ဟိုအနာစာခွာလို့ပဲပေါ့နော်ဟိုကျွန်တော်တို့ဟိုတမန် user တွေအစာဝင်ကြီးတာတွေဘာမှလုပ်လို့မရပါဘူးဆိုတော့ဒီဟာက list ကြီးညာထားတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်အလွယ်တကူစဉ်းမြေးကျွန်တော်တို့ရှင်းရှင်းလင်းလင်းနဲ့ကြည့်လို့ရတဲ့အဲ chat page တစ်ခုဖြစ်ရှိအောင်လို့တည်တံ့ထားတာပေါ့နော်အဲ့လိုမျိုးလေးနဲ့ကျွန်တော်တို့ဒီ Telegram community မှာ template တွေခွဲမယ်ပေါ့နော်အဲနောက်တစ်ခုကတော့ကျွန်တော်ဒီဒီလူလုံးနေရဲ့အရေးကြီးမှုဟိုပိစာရှိတာလို့ချင်းရင်ကျွန်တော်တို့အလွယ်တကူတည်လို့ရအောင်လို့လဲ chat page တစ်ခု ဟိုလောက်ဖို့လဲတန်နေနေပေါ့နော်အဲ့လိုမျိုးနဲ့ဒီ Telegram ကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းနဲ့ဟိုဆောင်မှုကောင်းကောင်းမွန်မွန်ပေးလို့ရအောင်မျိုးနေနောက်တစ်ခုကဒီတုံးပြရတဲ့ user တွေလိုလေ Google နဲ့လေးလေးနဲ့တုံးလို့ရတယ်ပြင်အောင်လို့ကျွန်တော်တို့တိုင်ပင်ပြီးတော့ဆောင်ရွက်ဖို့ရှိပါတယ်အဲ့တော့အဲ့လိုမျိုးလေးကျွန်တော်တို့ဒီ app လေးတွေအတလေးတိုးပြီးတော့ဆောင်ပြင်ပေါ့နော်အားလုံးတည်ရချိန်မှာဟို RDE ဟာကြီးကချက်တိုးလာပြီးတော့ဘာမှလည်းစာရေးလို့မရဘူးဆိုတာမျိုးဟိုထင်နေမှာဆိုလို့တခါလေကျွန်တော်တို့ ဟိုကြိုပြီးတော့တည်ပေးထားပါတော့လက်ရှိရှိနေတဲ့ general group မှာတော့ပုံမှန်အတိုင်းကိုစာယူလို့ရမယ်စိတ်ချက်မေးမတိရတယ်မေးလို့ရမယ်ချင်းချင်း information တွေ share လို့ရမယ်ဒါမျိုးတွေလုပ်လို့ရမှာပေါ့နော်ခုနပြောလာတဲ့အစ်တိုးလာမယ် announcement ဆိုလည်းအဲစာယူလို့မရဘူး text ဆိုလည်းစာယူလို့မရဘူးဆိုတော့ဒီအရာတွေကအလုံးတည်တည်ထိုက်တဲ့ချက်လက်လေးဖြစ်တဲ့အတွက်ဘယ်ချင်းကြီးကြီးရှင်းရှင်းလင်းလင်းနဲ့လွယ်လွယ်ကူကူ အားလုံးကြည့်လို့ရအောင်ဟိုတည်တံ့နေထားပေးထားတာမျိုးဖြစ်တဲ့အတွက်အဲ့မှာတော့ဘယ်သူမှကျွန်တော်စာရေးလို့မရဘူးဒီ admin တွေဘက်ကနေမှဒီ monitor တွေဘက်ကနေမှအတစ်တိုးလာတာရှိရဲအဲရောက်သွားတာရှိရဲဒီနေ့တည်းရှိရဲဆိုရင်အဲ့မှာပဲကျွန်တော်တို့ကဒီကြီးညာပေးသွားမယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေနဲ့ကျွန်တော်တို့ဝန်ဆောင်ပေးဖို့အတွက်စီစဉ်ထားတဲ့စကားမျိုးထည့်ပြီးတော့တခါလေဟိုအတိအကျတင်ပြခြင်းတဲ့အတွက်အဲ့ဒါလေးရှင်းပြခြင်းဖြစ်ပါတယ်ကိုကြီးရောက်ပြန်အဲ့လိုဆိုတော့ဒီနေ့ပြော သွားပေးတာလေးတွေအကုန်လုံးနေပေါ့နော်ဟိုအာနားဆင်ပြီးတော့အဆင်ပြေနားလည်ကြမယ်လို့လည်းယုံကြည်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့အဲ့ဒါကျွန်တော်ဒီနေ့ကကောရီးယားပေါ့နော်တနင်္လာနေ့ရှိသွားပြီးတော့ဟိုအချင်းနဲ့လင့်နေပြီဆိုတော့ကျွန်တော်ကောလိပ်ကြီးမှာပဲရပ်ပါရန်နာပွင့်ပြုပါပေါ့နော်ကျွန်တော်လည်းနောက်ထပ်လည်း community call တွေကိုအာဆက်လက်ပြီးလုပ်သွားဖို့လည်းရှိပါမယ်အဲ့ဒီကကြာလို့ရှင်နေ community call တွေမှာအာ ဒီလိုပဲအပြည့်ပြီးတော့နားထောင်ပါဝင်ပေးကြဖို့လည်းညွှန်လေးပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့အာ quality ဒီမှာပဲရက်ခွင့်ပြပါခင်ဗျအားလုံးမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေခင်ဗျယေရှုပါ